ဗုဒ္ဓဆိုတာထာဝရဘုရားသခင်လားဖန်ဆင်းရှင်ပုဂ္ဂိုလ်ကြီးလားဒီနေ့တော့ဒီမေခွန်းလေးကိုအဖြေရှာကြည့်ကြပါမယ်ဘာသာတရားတွေအကြောင်းပြောကြတဲ့အခါဖယားနတ်ဖယားဗြဟ္မာထာဝရဘုရားသခင်ဖန်ဆင်းရှင်ဆိုတဲ့ဝေါ်ဟာရတွေကမပါမဖြစ်အရေးပါတဲ့အရာတွေပါဟိန္ဒူမှာဆိုဗြဟ္မာရှီဝနတ်ဖယားခရိယန်မှာဆိုထာဝရဘုရားသခင် အစ္စလာမ်မှာဆိုအန်လာထာဝရဘုရားသခင်ဗုဒ္ဓဘာသာမှာဆိုဂေါရမမြတ်ဗုဒ္ဓဆိုပြီးကိုယ်ကိုယ်ရာပုဂ္ဂိုလ်တွေအသီးသီးရှိကြပါတယ်အဲ့ဒီအထက်မှာဗုဒ္ဓဘာသာဝင်တွေယုံကြည်ကိုယ်ကိုယ်ကြတဲ့ဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲနတ်ဘုရားတပါးလားဒါမှမဟုတ်ထာဝရဘုရားသခင်ພັນစင်းရှင်ပုဂ္ဂိုလ်ကြီးလားအဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလောက်လေ့လာကြည့်ကြရအောင် ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကိုးကွယ်ကြတဲ့ဗုဒ္ဓဆိုတာထာဝရဘုရားသခင်လည်းမဟုတ်။ဖန်ဆင်းရှင်ပုဂ္ဂိုလ်လည်းမဟုတ်။ဗြဟ္မာလည်းမဟုတ်တလို့နတ်ဘုရားတပါးလည်းမဟုတ်ပါဘူး။လူသားမိခင်မှမွေးဖွားလာခဲ့တဲ့တုနိုင်မဲ့လူသားစစ်စစ်တူဖြစ်တယ်။ဗုဒ္ဓကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော် BC 623ခုနှစ်မှာဒီနှစ်ခေတ်နေပေါ်နိုင်ငံအတွင်းမှရှိတဲ့ လုံပြီနီလို့ခေါ်တဲ့အင်ဂျင်ဥယျံတော်လေးမှမွေးဖွားခဲ့တယ်။ခမဲတော်ကတௌတော်ဒနာပယံမေတော်ကမဟာမာယာဒေဝီမိဖုရားငေနာမီကသေရထဂေါရမလို့အမည်တွင်ခဲ့တယ်။မင်းမျိုးမင်းနွယ်မှမွေးဖွားလာခဲ့ပြီးဆင်းရဲဒုက္ခဆိုတာဘာမှန်းကို မသိတတ်လောက်အောင်ပြည့်စုံခဲ့ရတဲ့သူမို့ဆင်းရဲခြင်းရောက်နေသူတဦးကိုကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်မှာဆင်းရဲဒုက္ခဆိုတာကိုသူရန်သိကျင်သွားခဲ့တယ်။ ဘာလို့ဆင်းရဲဒုက္ခရောက်နေကြရသလဲဆင်းရဲဒုက္ခကိုဘယ်လိုကျော်လွှားရမလဲဒီမိကွန်းတွေကိုအဖြေရှာဖို့သူပိုင်ဆိုင်တဲ့ဘယင်စည်းစိမ်တွေနဲ့သူနေထိုင်ရာမင်းနန်းတို့ကြီးကိုစွန့်ခွာထွက်သွားခဲ့တယ်၆နှစ်ကြာပင်ပန်းခံဖြေရှာပြေးတဲ့နောက်အဖြေတွေအားလုံးသူရှာတွေ့ခဲ့ပါတယ်။အသိဉာဏ်အလင်းတကားကို ဖွင့်လှစ်နိုင်ခဲ့တယ်။အရာရာကိုသိမြင်နားလည်ခဲ့တယ်။တဘာဝလောကကြီးအကြောင်း တက်ရှိတက်မဲ့လို့ရဖြစ်တည်ပြစေမှုအကြောင်းတရားအားလုံးကိုလေးလေးနက်နက်သိမြင်နားလည်နိုင်ခဲ့ပါတယ်။ဘဝရဲ့ပြဿနာတွေဆင်းရဲဒုက္ခတွေဒုက္ခရဲ့အကြောင်းတရားတွေဒုက္ခမှလွတ်မြောက်ရလမ်းစဉ်တွေကို လောကသူ လောကသားတို့ဟာရှင်းပြသွန်သင်နိုင်ခဲ့တယ်။လောကသူ လောကသားတွေကိုဒုက္ခဆိုမြူတစ်ခုမျှပဲမရှိတော့ရငြိမ်းချမ်းသာမှုအစစ်မှန်ကိုဆောင်ကျင်ပေးနိုင်ခဲ့တယ်။ ဒီလိုနဲ့လောကသူလောကသားတို့ရဲ့ကိုးကွယ်အားထားရာပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးဖြစ်လာခဲ့ပါတယ်ဘုရားဘာသာဝင်တွေအနေနဲ့မြတ်ဗုဒ္ဓကိုယုံကြည်အားထားကြရဲဆိုတာလောကကိုဖန်ဆင်းတဲ့သူတကုရှင်ပုဂ္ဂိုလ်ကြီးအဖြစ်ယုံကြည်ကိုးကွယ်ကြတာမျိုးမဟုတ်ပါဘူးလမ်းညွန်ပြတာသူအနိုင်မဲ့ဆရာတစုဖြစ်တာယုံကြည်အားထားကြတာပါမြတ်ဗုဒ္ဓရဲ့ဟောပြောချက် ်တွင်တွင်ချက်တွေကိုလိုက်နာကြံတုံကြအဖြစ်ဘဝပြဒနာအားလုံးဆင်းရဲဒုက္ခအားလုံးအဆုံးသတ်နိုင်ပြီးငြိမ်းချမ်းသာမှုအစစ်အမှန်ကိုဧကန်ရရှိကြလိမ့်မယ်လို့ဗုဒ္ဓဘာသာဝင်တွေကယုံကြည်ကြပါတယ်မြတ်ဗုဒ္ဓရဲ့ကြီးမားလေးနှစ်လတဲ့အသိဉာဏ်ပညာတော်ကိုသာအဓိကထားလေးစားယုံကြည်ကြတာပါအချို့မဟာယာနဗုဒ္ဓဘာသာတွေမှာတော့ဗုဒ္ဓကိုနတ်ဖျားအဖြစ် ောဓိတတအဖြစ်နဲ့ယုံကြည်ကိုးကွယ်ကြတာမျိုးတွေရှိပါတယ်။ဒါပေမဲ့ဘုရားကိုဘဝလမ်းညွန်သူ အနိုင်မဲ့ဆရာတဆူဖြစ်တာအဓိကထားလက်ခံကြတာပါ။ဘုရားကိုသာဝရဘုရားသခင်ພັນစင်းရှင်ပုဂ္ဂိုလ်ဖြစ် လုံးဝမတတ်မှတ်ကြပါဘူး။ဒီတော့ဘုရားဆိုတာသာဝရဘုရားသခင်ພັນစင်းရှင်ပုဂ္ဂိုလ်လားလို့မေးလာခဲ့ရင်လုံးဝမဟုတ်ပါဘူးလို့ပဲအပြေပေးရမှာပါ။ လူသားမိခင်မှမွေးဖွားလာခဲ့သူဖြစ်ကြောင်းတည့်တည့်အနေနဲ့ဗုဒ္ဓကိုမွေးဖွားခဲ့တဲ့နေရာဗုဒ္ဓအသိဉာဏ်ထူးကိုရရှိခဲ့တဲ့နေရာဓမ္မအသိကိုစတင်ဖြန့်ရှိခဲ့တဲ့နေရာဗုဒ္ဓပြိနိဗ္ဗာန်ဝန်ဆောင်ခဲ့တဲ့နေရာတွေမှတ်တမ်းမှတ်ရာတွေအားလုံးဟာကဘာမှာဒီနေ့အထိတည်ရှိနေပါသေးတယ်။ဒါကြောင့်မို့ဗုဒ္ဓဆိုတာဘယ်လိုပုံကိုလဲဆိုတဲ့မေးခွန်းကိုအဖြေပေးရရင်ဗုဒ္ဓဆိုတာကမ္ဘာလူသားတစ်ပင်ကြီးရဲ့ အထူးခြားဆုံးပန်းတပွင့်ပါပဲကဘာပေါင်းအတင်းချေနှစ်ကာလပေါင်းအတင်းချေကြာမြင့်ပြီးမှ ပွင့်လန်းလာနိုင်တာဖြစ်တဲ့အတွက်တကယ်ကိုပဲအံ့ဩပွေတူနိုင်မယ်ထူခြားလာတဲ့ပန်းတပွင့်ဖြစ်ပါတယ်ဒီ channel လေးမှာဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အသိဘုဒ္ဓတွေဗုဒ္ဓဘာသာဝင်တိုင်းသိထားတဲ့သိကျင်ကြမယ့်အကြောင်းအရာလေးတွေကိုလူတိုင်းနားလည်စေနိုင်ဖို့ စ조사မျှဝေပေးတော့မှာဖြစ်ပါတယ်။အကယ်၍စိတ်ထဲသိကျနေတာတွေမေ့ကျင်နေတဲ့မေကွန်းလေးတွေရှိရင်လည်းကွမ်းမှန်ထဲမှာမေးမြန်းထားခဲ့နိုင်ပါတယ်။တတ်နိုင်သလောက်တော့조사အဖြေပေးတော့မှာပါ။အားလုံးအသိပညာပြည့်ဝ၍အကျိုးရှိသောဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ။